သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့ဂျွန်လ3ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးချင်တာကတော့စစ်ကောင်စီရဲ့တေပေါ်ဖို့စခန်းကိုအပြည့်အသက်တင်ပိုက်နိုင်ရေး KNL ပူးပေါင်းတပ်များကအပြင်းထန်ထိုးစစ်ဆင်နေပြီးတိုက်ပွဲပြင်းထန်နေကြောင်းတင်ဆက်ပေးပါမယ် ကရင်ပြည်နယ်မြဝတီမြို့နယ်ထိုင်းမြန်မာနယ်စပ်တေဘောဘူစစ်ကောင်စီတပ်စခန်းကိုအပြစ်သက်သိမ်းပိုက်နိုင်ရေး KNL ပူပေါင်းတပ်များကအပြင်းထန်ထိုးစစ်ဆင်နေပြီးတိုက်ပွဲပြင်းထန်နေစေဖြစ်ကြောင်းတော်လန်ရေးစစ်ရေးတရင်အရင်မြစ်ကပြောဆိုပါတယ်ရမန်နေဇွန်လ၂ရက်နေ့မှာစတင်ပြီးစစ်ကောင်စီတပ်ရဲ့ဒေဘောဘုစခန်းကို KNL ပူးပေါင်းတပ်များကပိတ်ဆို့တိုက်ခိုက်ခဲ့ရမှာယနေ့မှာတိုက်ပွဲအလွန်ပြင်းထန်နေကြောင်းစစ်ကောင်စီကလေရင်များနဲ့တောက်လျှောက်ဆုတ်သလိုဘုံကျဲခုခံခဲ့ကြောင်း လက်တလုံးမှာတီဘောဘုစစ်တပ်စခန်းကိုအပြစ်သက်ချိန်မုံနိုင်ရင်ဆက်လက်ထိုးစစ်ဆင်နေစေဖြစ်ကြောင်းသိရှိရပါတယ်။လေရင်တွေတောက်လျှောက်တက်နေတယ်။ဘုံတွေကြဲချနေတာတောက်လျှောက်ပဲ။တီဘောဘုစခန်းကို တော်လန်ရေးတက်တွေဘက်ကအပြစ်သက်ရဖို့ကြိုးစားနေတယ်။တိုက်ပွဲကအပြင်းထန်ဖြစ်နေတယ်လို့စစ်ရေးတရင်အရေးမြစ်ကဆိုပါတယ်။အကြံဖတ်စစ်ကောင်စီတက်ကတီဘောဘုစခန်းမကြစေဖို့အတွက်လေရင်နဲ့ဘုံကြဲနေတဲ့အပြင်တခြားသောစစ်တပ်စခန်းများကလက်နက်ကြီးများနဲ့ပစ်ကူခုခံနေကြောင်းသိရှိရပါတယ်။ စစ်ကောင်စီတပ်ရဲ့တေဘောဘူတပ်စခန်းကိုတော်လန်ရစ်တပ်များကတိမ့်ပတ်ရရှိပါကထိုင်းမြန်မာနယ်စပ်မှာစစ်ကောင်စီတပ်စခန်း၄ခုသာကျန်ရှိတော်မှာဖြစ်ပြီးအဆိုပါတပ်စခန်းများမှာဥက္ကဋ္ဌဝေါ်လီဘျူဟာကုန်းထီတဲလေစခန်းထီကပလေစခန်းတို့ဖြစ်ကြောင်းသိရှိရပါတယ်။ထိုင်းမြန်မာနယ်စပ်မှာတိုက်ပွဲများဖြစ်ပွားနေတဲ့အထက်ကရင်ပြည်နယ်ဘက်မှပြည်သူ900ခန့်ဦးထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးတိမ့်ရှောင်လာပြီးနေရာ၃ခုမှာဒုက္ခသည်များကိုလက်ခံထားကြောင်းထိုင်းတရင်ဌာနများကဆိုပါတယ်။ KNU ကမတ်လ April လနဲ့မေလအတွင်းထဲမှာထိုင်းမြန်မာနယ်စပ်အနီးမှာစစ်ကောင်စီရဲ့ပူလူဒူခလေဒင်းတခေါ်ပီခွီမော်ဖာသူစကန်တားလေစကန်များမေလဘလက်တူမော်ခီဘရင်အောင်စကန်ကုန်ကနေလီစကန်နဲ့ရွှေအေးမြိုင်တစကန်တို့ကိုဇက်တိုက်တိုက်ခိုက်သိမ်းယူနိုင်ကြကြောင်းသိရှိရပါတယ်နောက်ထပ်သိရှိရတဲ့သတင်းကတော့တန်ဆယ်မြို့နယ်9မိုင်ခန့်သာကွာဝေးတဲ့တဲကုန်းရွာကိုကင်းလျံထွက်လာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှအရာရှိတအူအပအဝင်ရှစ်ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ် စကိုင်းတိုင်းတန်ဆယ်မြို့နဲ့ခုနှစ်မိုင်ခန့်သာကွာဝေးတဲ့တဲကုန်းမြို့ကိုကင်းလက်ရန်ထွက်လာတဲ့အကြံဖတ်စစ်ကောင်စီစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှအရာရှိတအုပ်အပါအဝင်၈ဦးသေဆုံးခဲ့ကြောင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် People's Liberation Army PLA မှတာဝန်ရှိသူတအုပ်ကပြောဆိုပါတယ်ဇွန်လ၂ရက်နေ့နနက်9:10မိနစ်ခန့်မှာအတောရွာမှာအကြံဖတ်စစ်ကောင်စီတပ်သားများကတဲကုန်းရွာဘက်ကိုကင်းလက်ရန်ထွက်လာစဉ်မှာတော်လန်ရေးတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ် ရင်တိုက်ခိုက်မှုအတွင်အကြံဖတ်စစ်ကောင်စီတပ်သားအရာရှိတအုပ်အပါအဝင်ရှစ်ဦးသေဆုံးခဲ့ပြီးကားပိုင်းအမျိုးအစားတနက်နက်လက်နဲ့ကြီးတချို့ကိုတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။အတောဆိုတဲ့ရွာမှာရန်သူတွေကအင်အားထိုင်ထားတာ90လောက်ရှိတယ်။သူတို့မှာကလက်နက်ကြီးတွေရှိတယ်။လက်နက်ကြီးတွေထိုင်ပြီးတော့အင်အားတဝိုက်ကရွာတွေကိုထိန်းချုပ်ထားတာပေါ့။အဲ့မှာသူတို့ကကင်းလဲတာပေါ့။သူတို့တွေတဲကုန်းကိုစစ်ကြောင်းထွက်လာတဲ့အချိန်မှာ PLO ရဲဘော်တွေနဲ့မြို့နယ်ပကဖ၃ခုကအဖွဲ့တွေပူးပေါင်းပြီးကြားဖြတ်တိုက်တယ်။ နနက်9:10မိနစ်မှာတိုက်ကြတယ်တိုက်ပွဲကြာချိန်က10မိနစ်ကျော်ကျော်15မိနစ်ပေါ်ရန်သူဘက်ကအကြအဆုံး၈ရောက်ရှိတယ်တနက်နက်လက်ပဲကောက်လို့ရတယ်သူတို့အထိုင်စခန်းနဲ့နီးတဲ့အတွက်ကြောင့်နောက်ထပ်လက်နက်တွေမကောက်လိုက်နိုင်ဘူးတက်တွေပြန်ဆုတ်ခဲ့ရတယ်အခုလောလောဆယ်ကတော့ရန်သူတက်တွေကရွာတွေကိုမိရှို့တာဖျက်ဆီးတာတွေတော့မတွေ့သေးဘူးစစ်ကြောင်းထိုးဖို့ပြင်ဆင်လာတဲ့အရေးအယံတော့မတွေ့ရသေးဘူးလို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People's Liberation Army PLA မှတာဝန်ရှိသူတဦးကပြောဆိုပါတယ် ရင်တီတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတောရွာနဲ့တဲကုန်းရွာဟာမီတာတထောင်ကန့်သာကွာဝေးပြီးတန့်စင်မြို့နဲ့ခုနှစ်မိုင်ခန့်သာကွာဝေးကြောင်းအတောရွာမှာတက်ဆွဲထားတဲ့အကြံဖတ်စစ်ကောင်စီတပ်သားများဟာ၎င်းတို့နဲ့အနီးအနားမှာရှိတဲ့ကြေးရွာများကိုထိန်းချုပ်နိုင်ဖို့စစ်ကြောင်းထိုးကင်းလေခြင်းများလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်အတောနဲ့တဲကုန်းကမီတာတထောင်လောက်ပဲကွာတယ်။တန့်စင်နဲ့ဆိုရင်လည်းတန့်စင်အရှိတောင်ဘက်ခုနှစ်မိုင်လောက်ပဲကွာဝေးတဲ့နေရာမှာတိုက်ခိုက်ခဲ့တာပေါ့။အတောရွာကနေပြီးတော့တန့်စင်ပတ်ဝန်းကျင်တစ်ဆက်သေးကိုနေရာယူထားတာပါ။ အောင်တာယာအတော်ရွှေလန်းစုံကာဘူးជីကုံဝတ်တော်စတဲ့အဲ့ဒီတကြောလုံးကိုအတော်ကနေပြီးတော့ရန်သူကထိန်းထတာပေါ့လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People's Liberation Army PLA မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA တပ်စင်မြို့နယ်ပကဖတိုက်နယ်နှင့်ပကဖနဲ့ရေဦးပကဖတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ် ထပ်မံသိရှိရတဲ့သတင်းကတော့တာယာဝတီမြို့နယ်ဂုံမင်းမြောင်ဝါရှိန်အထက်ကျုပ်ဆက်ယုံမှာလောက်ကလစာတုံးမြင့်ပေးရန်တောင်းဆိုတဲ့မျိုးသားဝင်တဲ့များကိုဆက်ယုံကစစ်မှုထမ်းကိုင်းရဲ့စစ်တပ်ခေါ်ဖမ်းခိုင်းမယ်လို့ချိန်ချောင်းနေကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတာယာဝတီမြို့နယ်မှာရှိတဲ့ကုံမင်းမြောင်ဝါရှိန်အထက်ကျုပ်ဆက်ယုံမှာလောက်ကလစာတုံးမြင့်ပေးရန်တောင်းဆိုခဲ့တဲ့မျိုးသားဝင်တဲ့များကိုမန်နေဂျာများကစစ်မှုထမ်းကိုင်းရဲ့စစ်တပ်ခေါ်ပြီးဖမ်းခိုင်းမယ်လို့ချိန်ချောင်းပြောဆိုနေကြောင်းဆက်ယုံဝင်တဲ့များကပြောဆိုပါတယ်။ မေလ31ရက်နေ့မှာတာယာဝတီမြို့နယ်မှာရှိတဲ့ဂုံမင်းမြောင်ဝါရှိန်အထည်ချုပ်စက်ရုံမှာစက်ရုံလုံတမ3000ကျော်ကအနည်းဆုံးတစ်ရက်လောက်ကငွေ12000ကျပ်နဲ့ရက်မှန်ကျင်းငွေကျပ်6000တိုးပေးဖို့တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီတောင်းဆိုမှုအတွင်းစက်ရုံဘက်ကတစ်ရက်လောက်ကလစာကိုတိုးပေးခြင်းမရှိဘဲရက်မှန်ကျေးသာတိုးပေးမယ်လို့ပြောဆိုခဲ့ကြောင်းအဲ့ဒီလိုရက်မှန်ကျေးတိုးပေးခြင်းကိုလက်မခံပါကအကြံဖတ်စစ်တပ်ခေါ်ပြီးအမျိုးသားဝန်ထမ်းများကိုစစ်မှုထမ်းရန်ဖမ်းဆီးခိုင်းမယ်လို့စက်ရုံမန်နေဂျာများကထပ်မံချင်းချောက်ပြောဆိုခဲ့ကြောင်းသိရှိရပါတယ်။ စက်ယုံဘက်ကပြောတာတရက်လောက်ခလစာကိုတိုးမပေးဘူးပေါ့ရက်မှန်ကြီးပဲတိုးပေးမယ်လို့ပြောတယ်အဲ့ဒီလိုရက်မှန်ကြီးတိုးပေးတာကိုလက်ခံရင်လဲစက်ယုံမှာရှိတဲ့အမျိုးသားဝန်ထမ်းတွေကိုစစ်တက်ခေါ်ပြီးစစ်မှုထမ်းဖို့ဖန်ခိုင်းမယ်ဆိုပြီးချင်းချောက်ပြောဆိုပါတယ်အဲ့ဒီတော့ကျွန်တော်တို့တောင်းဆိုမှုကဘာမှအရာမထင်ပါဘူးမူလလစာအတိုင်းဆက်ပြီးအလုပ်လုပ်ရမယ်သဘောပဲပေါ့လို့စက်ယုံဝန်ထမ်းတဦးကပြောဆိုပါတယ်ဂုံမင်းမြောင်ဝါရှင်အထက်ကျုပ်စက်ယုံမှာစက်ယုံလုတ်တာ3000ကျော်ရှိပြီးတရက်လောက်ကငွေကျပ်4800နဲ့ရက်မှန်ကြီးငွေကျပ်2000တောင်ရရှိကြောင်းသိရှိရပါတယ် ဆက်လက်ပြီးတင်ဆက်ပေးကြတာကတော့လိုင်စင်မဲ့ကားများကိုလက်ငွေယူကနေဆက်မှတွင်ခွင့်ပြုပြီးမြို့ပေါ်ရောက်မှဖမ်းဆီးနေကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်နဲ့တနင်္သာရီတိုင်းတွေမှာလိုင်စင်မဲ့ကားတွေကိုစစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကလက်ငွေကြေးယူကနေဆက်ကနေဝင်ခွင့်ပြုပြီးမြို့ပေါ်ကိုရောက်မှဖမ်းဆီးနေတယ်လို့မြို့ခံတွေကပြောပါတယ်။ရှမ်းပြည်နယ်ရဲ့မြို့တော်တောင်ကြီးနယ်တနင်္သာရီတိုင်းဘိန်းမြို့တို့မှာလိုင်စင်မဲ့ကားတွေကိုနေဆက်တွေကနေငွေကြေးရယူကတွင်ခွင့်ပြုခဲ့ပေမဲ့မြို့ပေါ်တွေကိုရောက်တဲ့အခါမှဖမ်းဆီးတာလို့မြို့ခံတွေကပြောကြပါတယ်။ လိုင်စင်မဲ့ကားတွေကိုထိုင်းနေဇက်နဲ့ကိုဝင်လက်ချောင်းတွေကနေတဆင့်စစ်တပ်ဂေစကန်တွေကိုငွေပေးပြီးမြို့ထဲအထိတည်လာပြီးမှမြို့ခံတွေစီးတဲ့အချိန်ဖမ်းဆီးတာဖြစ်တယ်လို့ဆိုပါတယ်။တောင်ကြီးမြို့ရဲ့လူစီကားရနေရာတွေမှာမေလ30ရက်နေ့ကနေစတင်ပြီးယင်ထင်းရဲရဲနဲ့အဖွဲ့စုံအယောက်20ကျော်ကလိုင်စင်မဲ့ကားတွေကိုစစ်ဆေးသိမ်းဆဲတာတွေလုပ်ခဲ့ပြီး3ရက်အတွင်းအစည်းအဝေး100ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့သိရှိရပါတယ်။တောင်ကြီးမြို့ခံတယောက်က သူတို့ငွေရှာခြင်းလို့လောက်ကြတာဆိုတော့ဘာပြောရမှန်းတော့မသိတော့ပါဘူးအခုလိုចောင်းဖွင့်ကန်းဒီမိုးရီရွာတဲ့ကာလမှာ without license မဲတွေကိုဖမ်းတာဆိုတော့ကလေးမိဘတွေပိုဒုက္ခရောက်တာပေါ့ကိုကလေးကိုမိုးလုံလေးလုံနဲ့ចောင်းပို့ခြင်းနဲ့ license ကားကြလဲမဝင်နိုင်တက်နိုင်တာလေးနဲ့အဆင်ပြေအောင်မိဘတွေကစ조사ကြရတာလေဒါကိုမအားလှတွေကကိုချင်းစာစိတ်မှမထတာတကယ်အမှန်တကယ်ဥပဒေကိုတိတိကျကျလုပ်မယ်ဆိုဒီကားတွေဒီမြို့ကိုရောက်เสียရကိုမရှိဘူးလို့ဆိုပါတယ် တနင်္သာရီတိုင်းပိမျိုးမှာလဲစစ်ခေါင်းဆောင်မင်းအောင်လိုင်ကလိုင်စင်မဲ့တရားမဝင်ကားတွေကိုဖမ်းဆီးမယ်လို့ပြောပြီးတဲ့နောက်လိုင်စင်မဲ့တရားမဝင်ကားတွေကိုဖမ်းဆီးတာတွေလုပ်နေတယ်လို့မြို့ခံတွေကပြောပါတယ်။လိုင်စင်မဲ့ကားတွေကိုပြည်သူတွေစီကသာဖမ်းဆီးပြီးပြန်ရွေးလို့မရနိုင်ပေမဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကတော့လိုင်စင်မဲ့ကားတွေစီးနေကြတဲ့အတွက်မြို့ကန်တွေကြားထဲမှာဝေဖန်ပြောဆိုမှုတွေလည်းမြင့်တက်နေပါတယ်။နောက်ဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့တရုတ်ကိုအမေရိကန်ကာကွယ်ရေးဝန်ကြီးစိန်ခေါ်ပြီးဖြစ်ကြောင်းတင်ဆက်ပေးပါမယ်။ အရှိတောင်နဲ့အရှိအရှကိုလွှမ်းမိုးချုပ်ကင်ဖို့တရုတ်ရဲ့အကြံစီများကိုခုခံရန် American ပြည်ထောင်စုရဲ့အားထုတ်မှုကိုအရှိန်မြင့်တင်မယ်လို့ American ကာကွယ်ရေးဝန်ကြီး Pete Hegseth ကစနေနေ့မှာပြောဆိုလိုက်ပါတယ်။ Indo-Pacific ကိုပြန်လာရလို့ဒီဒေသမှာဆက်လက်ရှိနေလို့ American ပြည်ထောင်စုကဂုဏ်ယူတယ်လို့ဒေသတွင်းမှာအရေးအပါဆုံးကာကွယ်ရေးထိပ်သီးဆွေးနွေးပွဲဖြစ်တဲ့ Shangri-La ဆွေးနွေးပွဲမှာမိန့်ခွန်းမှာသူကဆိုပါတယ်။မြည်သည့်အတွက်အရေးကြီးသည်နိ။ အမေရိကန်အစိုးရအဆက်ဆက်ဟာဒေတာအတွင်းမှာတရုတ်နိုင်ငံဩဇာပြိုင်ဖြစ်လာပြီးဩဇာထူထောင်မှုကိုရင်ဆိုင်ဖို့ Indo-Pacific ဝင်ရိုးကိုတွန်းအားပေးတယ်။ဒီကိစ္စကတရုတ်ပိုင်နဲ့အဖြစ်ကြီးညာပြီးလိုအပ်ရင်စစ်အင်အားနဲ့ပါပေါင်းစည်းမယ်လို့ပြောနေတဲ့ကိုပိုင်အုပ်ချုပ်နေတဲ့ဒီမိုကရေစီကျွန်းထိုင်ဝမ်ကိစ္စမှာထင်ရှားပါတယ်။ဘေကျင်းဟာတောင်တရုတ်ပင်လယ်မှာလဲပိုင်နှမြသိမ့်ကျုံတောင်းဆိုနေပြီးတရုတ်တပ်များဟာမနီလာရေပိုင်နဲ့မှာဖိလစ်ပိုင်တပ်များနဲ့ပဋိပက္ခဖြစ်နေပြီး အမေရိကန်ပြည်ထောင်စုနဲ့၎င်းရဲ့စီးရေးမဟာမိတ်ဖိလစ်ပိုင်အကြားလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကိုပုံမနှဆိုင်စေခဲ့ပါတယ်။သိထားရမယ့်အချက်တရုတ်နိုင်ငံဟာအဲ့ဒီဒေတာမှာဗိုလ်ချစိုးမိုးရန်ကြိုးစားနေပြီးအင်အားသုံးရန်ပုံမစိတ်အားထက်သန်နေတယ်လို့သူ့ရဲ့အဖွင့်မိတ်ကောမှဟက်ဆက်ကတတိပေးပါတယ်။လွန်ခဲ့တဲ့နှစ်မှာတရုတ်ကမ်းခြေဆောင်တပ်ကဖိလစ်ပိုင်တင်းမောများကိုရေအမြောက်များနဲ့တိုက်ခိုက်ပြီးလူအများအပြားဒဏ်ရာရစေတဲ့ဖြစ်ရပ်များအပါအဝင်တောင်တရုတ်ပင်လယ်မှာထိတ်တိုက်တွေ့မှုများကိုသူကကိုးကားပြောဆိုပါတယ်။ 2029ခုနှစ်မှာထိုင်ဝမ်ကိုသိမ်းယူစေနိုင်ရန်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကိုတမရရှိကျင့်ဖင်ကတတိပေးထားတဲ့ဆိုတဲ့ American အရာရှိများရဲ့အကဲဖြတ်ချက်ကိုလည်းသူကထပ်လောင်းပြောပါတယ်။ထို့အခြေအနေဟာနီးကပ်လာနေကြောင်းဟတ်ဆက်ကပြောပါတယ်။သူ့ရဲ့ယာဒူတက်တန်းအတွင်းအဲ့ဒီအခြေအနေကိုမရောက်စေရဆိုတဲ့ Trump ရဲ့ဂရုကိုလည်းသူကထပ်လောင်းပြောကြပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနကအကောင်းဆုံးလုပ်နိုင်တာလုပ်ဖို့စစ်ကိုတိုက်ပြီးနိုင်ဖို့ကျွန်တော်တို့ပြင်ဆင်နေပေမဲ့စစ်ကိုအကောင်းဆုံးတားဆီးနိုင်တာက အဲ့ဒီလိုကျူးကျော်မှုဟာဘေကျင်းကပေးဆက်ရမယ့်တန်ဖိုးအရန်ကြီးမအောင်လုပ်ဖို့ဖြစ်တယ်လို့သူကပြောပါတယ်2026ခုနှစ်အတွက်ပင်တဂွန်ရဲ့အဆိုပြုအသုံးစရိတ်ဒေါ်လာ1 trillion American ပြည်တော်စုကတရုတ်ထက်နောက်ကျကျန်ခဲ့တဲ့နေပယ်များဖြစ်တဲ့ရွှေကွန်ချ Golden Dome ဒုံးကျည်ကာကွယ်ရေးစနစ်နဲ့သင်းမောတီဆောက်ရေးမှာအစ်တတပံပြန်လဲရင်းနှီးမြှုပ်နှံမဲ့အစီအစဉ်များကိုလည်းသူကဆိုပါတယ်ယခုအခါတရုတ်ဟာကမ္ဘာမှာအကြီးမားဆုံးရေတပ်ကိုပိုင်ဆိုင်နေပါတယ် ဟက်ဆက်ကထရမ့်ရဲ့စစ်တားစီရဲ့အုံမြစ်ဖြစ်တဲ့အင်အားဖြင့်ငြင်းချမ်းစေတဲ့အယူအဆကိုလည်းချီးကျူးပါတယ်။ Indo-Pacific ဒေသဟာ Washington ရဲ့ဦးစားပေးစစ်မျက်နှာဖြစ်ကြောင်းသူကပြောပြီးကာကွယ်ရေးပူးပေါင်းလှုပ်ဆောင်မှုများကိုလည်းမြင့်တင်ရန်နဲ့ကွန်မြူနစ်တရုတ်ကျူးကျော်မှုကိုတားဆီးမယ်လို့သူကဆိုပါတယ်။သို့သောဟက်ဆက်က American ပြည်ထောင်စုဟာတရုတ်နဲ့ထိတ်တိုက်တွေ့ရန်သို့မဟုတ်တရုတ်မှစနစ်ပြောင်းလဲဖြစ်စေရန်မကြိုးစားကြောင်းသူအလေးထားပြောပါတယ်။ကျွန်တော်တို့အသင့်ရှိနေပေမဲ့အမှုမဲ့အမှတ်မဲ့နေမှာမဟုတ်ဘူးလို့သူကဆိုပါတယ်။ ယခုခရီးစဉ်ဟာကာကွယ်ရေးဝန်ကြီးအဖြစ်ဒိုတေတာကိုဟက်ဆက်ရဲ့ဒုတိယခရီးစဉ်ဖြစ်ပါတယ်။သူ့ရဲ့နောက်ဆုံးခရီးအတွင်း American Philippine စီးရီးလေ့ကျင့်မှုမတိုင်မီ NMESIS သင်းမောတိုက်ဖြတ်ရေးဒုံးကြီးများကိုထိုင်ဝမ်အနီးဖိလစ်ပိုင်ရဲ့ဝေးကွာတဲ့ကျွန်းတစ်ခုမှာဖြန့်ကျက်မှုကိုကြေညာထားပါတယ်။ရှေ့ဆက်မြည်တို့ဖြစ်မည်နီ။ဒေတာရင်းနိုင်ငံများဟာတရုတ်နဲ့မြောက်ကိုရီးယားချင်းချောက်မှုကိုတုံ့ပြန်နေစဉ် American ပြည်ထောင်စုကနိုင်ငံစုံမူပေါင်းသဘောတူညီချက်များနဲ့အတူဖိလစ်ပိုင်၊ဂျပန်၊ဩစတြေးလျနဲ့ အခြားနိုင်ငံများနဲ့နှစ်နိုင်ငံကာကွယ်ရေးဆက်ဆံမှုတောင့်တင်းအောင်ရှေ့ဆက်လုပ်မယ်လို့မျှော်လင့်ရပါတယ်။ရှန်ဂရီလာဆွေးနွေးပွဲဟာတနင်္ဂနွေနေ့မှာပြီးဆုံးခဲ့ပါတယ်။ယခင်နှစ်များနဲ့မတူဘဲယခုနှစ်မှာတရုတ်ကာကွယ်ရေးဝန်ကြီးကတက်ရောက်ခြင်းမရှိပါဘူး။တရုတ်ရဲ့တုံ့ပြန်မှုတရုတ်ဟာချင်းချောင်းမှုနဲ့ထိတ်တိုက်ရင်ဆိုင်မှုအားလှုံ့ဆော်ပေးသည်ဆိုသောအမေရိကန်ကာကွယ်ရေးဝန်ကြီးရဲ့အနှုတ်သဘောပြောကြားချက်အပေါ်အပြင်းထန်ဆန့်ကျင်ရှုတ်ချကြောင်းတရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကတုံ့ပြန်ပါတယ်။ ဒီလိုထုတ်ပေါ်ပြောဆိုမှုတွေဟာရန်စချင်းနဲ့အကွဲအပြဲတွေကိုသာဥတီစေပါတယ်တရုတ်နိုင်ငံအနေနဲ့အမေရိကန်ရဲ့အခုလိုပြောဆိုချက်တွေအပေါ်ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်လို့တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်22ကြိမ်မြောက်ရှန်ဂရီလာဆွေးနွေးပွဲကိုမေလ30ရက်ညပိုင်းမှာစင်ကာပူနိုင်ငံမှာစတင်ကျင်းပခဲ့ရမှာနိုင်ငံနဲ့ဒေတာပေါင်း40ကျော်မှအစိုးရအထက်အရာရှိများကာကွယ်ရေးအရာရှိများနဲ့ကျွမ်းကျင်ပညာရှင်များစုစုပေါင်း950ကျော်တက်ရောက်ခဲ့ပါတယ် ဗြိတိန်နိုင်ငံတကာမဟာပြူဟာသုတေသနဌာနမှကြီးမူကျင်းပတဲ့ရှန်ဂရီလာဆွေးနွေးပွဲဟာ2002ခုနှစ်မှာစတင်ခဲ့ခြင်းဖြစ်ပြီးယင်းဆွေးနွေးပွဲဟာနှစ်စဉ်စင်ကာပူနိုင်ငံရှန်ဂရီလာဟိုတယ်မှာကျင်းပခြင်းဖြစ်တဲ့အတွက်ကြောင့်ရှန်ဂရီလာဆွေးနွေးပွဲလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။အများပြည်သူအမြင်ဟတ်ဆက်ကထိုင်ဝမ်နဲ့တောင်တရုတ်ပင်လယ်မှာတရုတ်အကြက်ကင်မှုနဲ့ရန်စကျူးကျော်မှုကိုအရင်အမေရိကန်ကာကွယ်ရေးဝန်ကြီးထက်ပြက်ပြက်သားသားဖော်ပြတယ်။ ဒါတွေကအချက်အလက်မှန်တွေထိတ်တိုက်တွေးမဲ့ဟန်ရေးပြတာမဟုတ်ဘူးလို့ American Indo-Pacific အစီအစဉ်မှ German Marshall Fan ဦးဆောင်ညွှန်ကြားရေးမှူး Bonnie Clinsar ကပြောပါတယ်သူက American ပြည်တော်စုဟာတရုတ်မှာအစိုးရစနစ်ပြောင်းဖို့မကြိုးစားကြောင်းအာမခံချက်အချို့ပေးတယ်။တရုတ်က Shangri-La ဆွေးနွေးပွဲဆင်မြင့်ကနေဒေတာအပေါ်အမြင်ဖော်ပြဖို့အခွင့်အလမ်းကိုလက်မခံဖို့ရွေးချယ်ခဲ့တယ်။အဲ့ဒါကျွန်တော်အမြင်မှာအမှားတစ်ခုပဲလို့သူကဆိုပါတယ်။ Australia သတင်းစာမှနိုင်ငံခြားဆက်ဆံရေးကျွမ်းကျင်သူ Susanna Patron က ထိုင်ဝမ်ကိုတရုတ်ကမကြမီကျွတ်ကျော်နိုင်တယ်လို့ဟက်ဆက်ရဲ့မှတ်ချက်များဟာအနည်းငယ်ရှေးယူဆန်ပေမဲ့လဲဩစတြေးလျဂျပန်နဲ့တောင်ကိုရီးယားတို့ကဲ့သို့ခိုင်မာတဲ့အမေရိကန်မဟာမိတ်များအနေနဲ့တပ်ပြင်းချနိုင်ပွဲရှိကြောင်းရေးသားထားပါတယ်။ရှန်ဂရီလာအစည်းအဝေးပွဲဟာဖေဗူရီလမှာကျင်းပခဲ့တဲ့မြို့နစ်လုံခြုံရေးညီလာခံမှာဥရောပမဟာမိတ်များကိုအမေရိကန်တူသမ္မတ GD Vance ကရင်ရှာဖြစ်စည်းခဲ့တယ်လို့မဟုတ်ဟုဆိုပါတယ်။သို့သောဟက်ဆက်ရဲ့မိကွန်းမှာတော့အပြည့်မပေးခဲ့ဟုလည်းဆိုထားပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနောက်ဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာကြပါစေခင်ဗျာကြပါ